်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ဒီဗီဒီယိုရဲ့တတိပိတ်ချက်ဖြစ်ပါတယ်ယခုဗီဒီယိုဒီအစိုးရတီသမန်များဝေယူရမှာအသုံးပြရအတွက် တင်ချတန်နီလမ်းညွှန်ချက်တစ်ခုတာဖြစ်ပါတယ်ကျွန်တော်တို့ဒီလောင်းကစားတွမဟုတ်တရားမဝင်လှုပ်ဆောင်မှုများကိုမပန်ဖို့ပါခင်ဗျာဖော်ပြပါကနန်းတိုင်းကအမှန်နိုင်တဲ့တွမဟုတ်မမှန်နိုင်ဘူးပေါ့နော်ဒါကြောင့်မို့ချီးရှုတဲ့အခါမှာကျေးဇူးပြုပြီးတော့မိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါအတည်ပြုပါခင်ဗျာ ီနေ့ကတော့ကျွန်တော်တို့သုံးလုံးပေါင်းချင်း break 20နောက်ထပ် number 3တခုကို ပြပေးသွားမှာဖြစ်ပါတယ်ဗောနော်ဒါကတော့ကျွန်တော်တို့ break လေးလုံးယူတယ်နီးလက်တွဲ side 20 number နီးဖြစ်ပါတယ်ဗောနော်20ရဲ့ရာကို843ပရိဆိုပြီးယာနေတာဖြစ်ပါတယ်။ဒါလေးကတော့ကျွန်တော်တို့ပရိလေးလုံးယူတယ်နီးနံပါတ်2ဖြစ်ပါတယ်။ယခုကတော့ကျွန်တော်တို့ပရိလေးလုံးယူတယ်နီးနောက်ထပ်20နံပါတ်3ကိုကျွန်တော်တို့မိတ်ဆွေများလေ့လာလို့ရအောင်ပါနော်။ ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Break 20ဖြစ်ပါတယ်ခင်ဗျာ။ Break 20နံပါတ်3ဖြစ်သွားမယ်ပေါ့နော်။ Okay ကျွန်တော်တို့ဒီလက်ရှိတဲ့698ဒီနပင်းကိုမူတည်ပြီးတော့တတိယချက်တပင်းကိုပြပေးသွားမယ်ပေါ့နော်။ပြီးတော့နပင်းကျော်ဒီ9တုံများလေးကြာမယ်ပေါ့နော်။တုံများလေးတပင်း6 6နှစ်တပင်းတုံညာလေးလေးတပင်းရှေ့ရှောင်းတုံးတပင်ပေါ့နော်နောက်ပြီးတော့ဒီ900တပင်ပြီးတော့ဒီ5ကျင်းအတွက်ထပ်ပြီး တပြပေးသွားမှာဖြစ်ပါတယ်။ဘီယံဆိုအနေနဲ့ကျွန်တော်တို့ဒီလေး၈၈၅၉၈ကိုတည်ပြီးတော့ဒီတစ်တစ်လျှောက်ရတဲ့တပင်ကိုတပြပေးသွားမှာဖြစ်ပါတယ်။20ကတော့ကျွန်တော်ဒီသေးနဲ့လေးနဲ့၉နဲ့အဲ့ဒီကနန်း၃လုံးကိုပေါင်းယူရမှာဖြစ်ပါတယ်။လေး၈၈ကလေးထိန်နဲ့တအပိန်နဲ့ကိုအလေးထိန်က၉တလုံးနဲ့ထပ်ပေါင်းပေးရမှာဖြစ်တယ်ပေါ့နော်။ဒါဆိုရင်တအပေါင်းလေးအပေါင်း၉ဖြစ်မယ်ပေါ့နော်။ 9နဲ့တစ်ပေါင်းချင်း30 4ရရတယ်ဗောနော်အဲ့မှာ14ဆိုတဲ့အတွက်4တလုံးရတယ်4ကိုတစ်တိုးมาဖြစ်ပါတယ်ဒီမှာရေးလိုက်မယ်ဗောနော်4ကိုတစ်တိုးချင်းကဒီ4ကိုတစ်ခုရောတာက3 3ကိုပါပါထည့်ယူတော့10ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ပရိတ်4လုံးအနေနဲ့3 4 5 10ပရိတ်ဖြစ်ပါတယ်ခင်ဗျာခြားပြီးတော့တာကတစ်တစ်6ဆိုတဲ့အတွက်6ရက်10ရက်10ရက်ပေါင်းချင်းက10ပရိတ်ဖြစ်ပါတယ် 3458ထဲက10ပြိတ်တင်းချပေးသွားတယ်ဗောနော်ပြီးတော့693များ593ဖြစ်ပါတယ်အဲ့ဒီနှစ်ပြင်ကုန်မူတည်ပြီးတော့ငါတုံများလေးချပေးသွားတဲ့တပင်ကိုအဘိုးကလူမျိုးပဲထပ်ပြီးတွေ့မှာဖြစ်ပါတယ်တွင်းကြီးကတော့ဒီ6ထိန်းနဲ့တုံများအပိန်နဲ့ကိုယူပြီးတော့အလေထိန်းက9နဲ့ထပ်ပေါင်းပေးရတာဖြစ်ပါတယ်ဒါကြောင့်မို့၆တုံမြောက်၉ပေါင်းချင်းက၃၅ပေါ့နော်၃၅ကိုကျွန်တော်က၅ယူမယ် တပွင့်တိုးတပွင့်ရောတော့၄၅၆၄ကိုတပွင့်၄ကိုပါဝါယူတော့၉ပေါ့နော်ဒါကြောင့်မို့ပရိအရာ၄၅၆၉ပရိလေးလုံးဖြစ်ပါတယ်ခြားပြီးသွားတာက၅၃ည၄ဆိုတဲ့အတွက်ပေါင်းရှင်၉ပရိဖြစ်ပါတယ်၅ရဲ့၃ညရဲ့၄ရဲ့ပေါင်းရှင်၉ပရိပေါ့နော်နောက်ထပ်ဒီနှစ်ပင်ကိုကျော်ပြီးတော့၃ည၄တိတပင်ကိုထပ်ပြမယ်ပေါ့နော်၂ညအတိုင်းပဲဒီထိတ်နဲ့ပိတ်နဲ့ကိုယူပြီးတော့အလေထိုင်ကကနန်း၃လုံးပေါင်းမယ်ပေါ့နော် 5ရက်3ရက်3ရက်ဒီကနေ့3လုံးပေါင်းမှာဖြစ်ပါတယ်3တုံးပေါင်းရှင်း6ရှောင်းနဲ့5ပေါင်း7ဆိုတဲ့အတွက်တိကို2.2တုံတွင်ရောတော့တုံညာတင်းနဲ့တုံညာရဲ့ပါဝါဒီ5ဖြစ်တဲ့အတွက်တုံညာတင်းနဲ့5ပရိစုပြီးရောက်မှာဖြစ်ပါတယ်တုံညာ၄တဆိုတဲ့အတွက်ကြောင့်မို့တုံညာရဲ့၄ရက်၄ရက်ဒီကနန်း၃လုံးပေါင်းရှင်းက၅ပရိဖြစ်ပါတယ်ဗောနော် โอเคနောက်ထပ်နှစ်ပင်ကျော်တီရှိရှောက်ခွန်6တော်များ6 6ညင်းရှားပြီးတော့ဒီပင်ကိုအတူတူလေ့လာကြည့်အောင်ပေါ့နော်ဒီထိတ်စီးနဲ့အပိန်နဲ့ကိုအလေးထိန်ကနန်းတစ်လုံးနဲ့ထပ်ပြီးပေါင်းမှာဖြစ်ပါတယ်ရှစ်အပေါင်းခုနှစ်အပေါင်းတုံညာဖြစ်ပါတယ်ရှိခွန်ပေါင်းရှင်း15ဆိုတဲ့အတွက်ကြောင့်မို့9ကိုတပွင့်တူတာ6 9ကိုတပွင့်ရော်တာက4ဒီ4ရဲ့ပါဝါက9ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ 0569ပရိလေးလုံးရတာဖြစ်ပါတယ်။ရှောင်းရှောင်းနှစ်ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်းက၄ပရိခြားပြီးသွားခဲ့တာဖြစ်ပါတယ်။၄ပရိရှောင်းရှောင်းနှစ်ဖြစ်ပါတယ်ဗောနော်။နောက်ထပ်နှစ်ပင်ကျော်ဒီရှောင်းရှောင်းကားရဲ့ကိုရှောင်းနဲ့ရဲ့ကိုမူတည်ပြီးတော့တုံညာလေးလေးတပင်ကိုထပ်ပြီးရှင်းပြပြသွားမယ်ပေါ့နော်အပေါ်ကလူမျိုးပဲဒီထိတ်စီနဲ့အပိနဲ့ကိုယူတဲ့အလေးထိန်နဲ့ထပ်ပေါင်းတော့ရှောင်းငါးရှောင်းပေါင်းမှဖြစ်ပါတယ် ်6နှင်း6ပေါင်းစနစ်နင်းနဲ့5ပေါင်းချင်းခွန်ဆိုတဲ့အတွက်ကြောင့်မို့ခွန်တိတိုးတာက6ခွန်ကိုတစ်ခုရောတာက6 6ရဲ့ပါဝါတိ6ခွန်8တိပရိလေးလုံးရမှာဖြစ်ပါတယ်။တုံများလေးတိဆိုတဲ့အတွက်ပေါင်းချင်းက၄ပရိဖြစ်ပါတယ်။တုံညာလေးလေးဒီကနန်း3လုံးပေါင်းချင်း8ပရိဖြစ်ပါတယ်ဗောနော။6ခွန်8တိထက်က8ပရိတုံညာလေးလေးဖြစ်ပါတယ်။ နေနေတဲ့ရှင်းလေးတောင်းဒီရှင်းရှောင်းတောင်းရှားပေးတော်တဲ့တွင်ကိုလေးလာကြည့်အောင်ပါနော်နေတဲ့လေးကိုပေါင်းပြရတာဖြစ်ပါတယ်နေရဲ့ဒီတေးရဲ့အလေကလေးရဲ့ပါနော်ဒါတော့ပေါင်းရှင်းကလေးနဲ့တေးပေါင်းကငါးနဲ့နေပေါင်းရှင်းခွန်ဆိုတဲ့အတွက်ကြောင့်မို့ခွန်ကိုတည်တိုးတာကခြေရမယ်ခွန်ဤကိုတည်ရတာက6 6ရဲ့ပါဝါတည်ဆိုတဲ့အတွက်ကြောင့်မို့6ခွန်7တည်ပြိလေးလုံးယူမှာဖြစ်ပါတယ်ဗောနော်။ရှားပြီးသွားတာက6 6 3ဖြစ်ပါတယ်။ ေါင်းရှင်းကတော့9ပရိတ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့အဲ့ဒီပရိတ်၄လုံးယူတဲ့နေ့ကပေးနေ7ပဲဖြစ်ပါတယ်ဗောနော်ဒီ20ဒီ9 3ည3ညတပင်းမှာ9ပရိတ်တခုဒါလင်းရှိတယ်ဗောနော်ဒီ20အဆက်ကိုမေရှင်များလေးလာတို့ရအောင်တင်ပြပြီးရှင်းဖြစ်ပါတယ်ခေတ္တီ900တပင်းမှာတော့က9ပရိတ်တခုထဲပဲဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်လေ့လာကြည့်အောင်ပုံတူရှုထားတာဖြစ်ပါတယ်နေ့ရဲ့ 9ရက်9ရက်ဗောနော်အဲ့ဒီအနန်း3လုံးပေါင်းမှာဖြစ်ပါတယ်နေနဲ့9ပေါင်း87တင်းနဲ့9ပေါင်း8ပေါင်းเนาะဆိုတော့အဲ့ဒီမှာ8ရမှာဖြစ်ပါတယ်8ကိုတိတိုးတာက9 8ကိုတခုရောတာက9 9 8 9ခွန်ရပါပါနေဖြစ်ပါတယ်ခွန်ရှိကိုနေပရိမာခွန်တုံညတုံညဆိုတဲ့အတွက်ကြောင့်မို့ခွန်ရတုံညရတုံညရကနန်းတုံးလုံးပေါင်းရှင်းသည် ခုနှစ်ပရိရာတယ်ဗောနော်အဲဒါကြောင့်မို့ခွန်ရှိကိုနေထဲကခုနှစ်ပရိချပေးသွားတာဖြစ်ပါတယ်သူရဲ့20ကိုဆက်ပြီးတွေ့ကြည့်မယ်ဗောနော်3ရက်ခုန်ရက်9ရက်โอเคဒီကနေ့3လုံးပေါင်းရှင်းယူมาဖြစ်ပါတယ်ဗောနော်3ရက်ဒီခုန်ရက်9ရက်โอเคဒါဆိုရင်5ချိန်အတွက်က3နဲ့ခွန်ပေါင်း36တလုံးဆိုတဲ့အတွက်9ကိုတဝင်းတို့တာ36ကိုတခုရောတာက6 6ရက်ပါပါ3 ဆိုတော့ရှစ်ကိုတုံညာတုံပရိဖြစ်မှာဖြစ်ပါတယ်။ဒါဒီတွင်ဤအရာဒီဟာလေးယာနေတာလေးကိုကျွန်တော်တို့မိတ်ဆွေများသိအောင် လေ့လာလို့ရအောင်ပါနော်။ဒါက20နံပါတ်3ဖြစ်ပါတယ်။ဒီတစ်တစ်ချောင်းကနေစတာဖြစ်တယ်ပေါ့နော်။ရှစ်ပရိတစ်တစ်ချောင်းဖြစ်ပါတယ်။နောက်ထပ်ဒီမှာတော့နှစ်ပင်ကျော်မှာ9ပရိ9တုံညာလေးနောက်ထပ်နှစ်ပင်ကျော်မှာတုံညာတင်းနဲ့ ငါးထဲကငါးပရိတ်တညာလေးတဲ့နောက်ထပ်နှပင်ကျော်၄၅၆၉ပရိတ်ထဲက၄ပရိတ်၆၆နှစ်နှပင်ကျော်မှာ၈ပရိတ်တညာလေးလေးဖြစ်ပါတယ်နောက်ထပ်နှပင်ကျော်မှာ၆ခွန်၈တိထဲက9ပရိတ်၈၆၃၆ပြီးသွားတယ်ဗောနော်ကျွန်တော်ဒီ900တပင်မှာ9ပရိတ်ပုံတူတစ်ခုသေးပဲရှိပါတယ်အဲ့မှာ9တညာတညာဆိုပြီး၆ပြီးသွားတယ်ဗောနော် တီ9ချိန်မှာတော့20ရရရှိကိုတုံများ3ပြိဆိုပြီးရနေတာဖြစ်ပါတယ်ဒါ20နံပါတ်3ပေါ့နော်20နံပါတ်3နဲ့20နံပါတ်3နဲ့ကိုဆူလိုက်တာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ပြိလေးလုံး20နံပါတ်3ဖြစ်မယ်ပေါ့နော်ဒီ20နံပါတ်3ကိုမတီးတီးတဲ့မိတ်ဆွေများတို့ပြန်ပြီးပြပြီးတော့မယ်ပေါ့နော်2 brake 4 5 3 3 brake 8 3နဲ့5 brake 9 3 9 brake 9 9ခုပေါ့နော်အဲ့ဒီအနေတောက်ချောက်ပြနေတာဖြစ်ပါတယ်10 brake 1 3 6 9 brake 9 3များလေး9 brake 3များလေးတဲ့ သူကလည်းနှစ်ပင်ကျော်တွက်တာဖြစ်ပါတယ်ပေါ့နော်နှစ်ပင်ကျော်တွက်နည်းမတူဘူးပေါ့နော်ဒီ9 6 9 3ပြည်ပိတ်မှာဒီ903ကတွက်နည်းနံပါတ်3နဲ့3နဲ့ဆိုရင်ခုနှစ်ပြည်တစ်ခုတည်းပဲရှိတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်တွက်နည်းနံပါတ်3တွက်နည်းအရာ2 3 4ခွန်ပြည်ဆိုပြီးရနေတာဖြစ်ပါတယ်โอเคဒါကတော့ကျွန်တော်တွက်နည်းနံပါတ်3ဖြစ်ပါတယ်တနည်းနံပါတ်2ကိုလည်းထပ်ပြီးပြပေးသွားမှာဖြစ်ပါတယ်။နှစ်3 4ခွန်ရတနည်းနံပါတ်2ကိုကြည့်အောင်ပေါ့နော်။ ဒီ note 20နံပါတ်နဲ့ကခုခု9အနီစာမှာဖြစ်ပါတယ်သူကြတော့3ပင်ကျော်ဖြစ်ပါတယ်ဗောနော်ငါးပရိ6ကိုတုံများနှစ်ပရိ336ပြီးတော့3ပင်ထက်ကျော်4ပရိ66နဲ့ငါးပရိနိနိတိဒီမှာ3ပရိ009ဗောနော်ဒီတစ်ပတ်မှာတော့9843ပရိဆိုပြီးရမှာဖြစ်ပါတယ်9843နောက်ထပ်20နံပါတ်3ရခုပြပေးလိုက်တဲ့ဟာလေးဖြစ်ပါတယ်ဗောနော် โอเคဒီမှာဆိုရင်10ပရိတ်16 9ပရိတ်934 9ပရိတ်34 4ပရိတ်66နဲ့10ပရိတ်344ဒီလိုလေးတောက်ချောက်ပေးလာခဲ့ပြည်ပြည်ဖြစ်ပါတယ်ဒီမှာတော့ဆက်ပြီးတော့ခဲ့မယ်ဆိုရင်ပေါ့နော်69 3များ3ပရိတ်ရနေတာဖြစ်ပါတယ်ရှိကို3ည3ဒါဆိုရင်ကျွန်တော်တို့ဒီ23မျိုးစလုံးဒါဆက်ပြီးချပေးသွားခင်မယ်ဆိုရင်အကောင်းဆုံးပုံတူပရိတ်ချီမလားပါတော့ အဆင်ကျွန်တော်တူတူကြည့်မယ်ဒီနှစ်ကတော့မပါဘူးပေါ့နော်3ဒီ23မျိုးစလုံးမှာပါနေတယ်ပေါ့နော်ဒါကြောင့်မို့3ပြည့်အကောင်ဆုံးဖြစ်သွားမှာဖြစ်ပါတယ်ပြီးတော့4ပြည့်400ကျင်းခုနှစ်ကတစ်ကျင်းသေးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ3မျိုးစလုံးမှာဆိုရင်3ပြည့်တစ်ခုဒါလည်းရှိနေတာဖြစ်ပါတယ်โอเค3ပြည့်ဒါ20အရာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရှိမှာပြောထားတဲ့လိုမျိုးပဲ ဆက်ပြီးတော့လဲရှာပြီးတွားနေတယ်လို့ပေါ့လဲပေါ့တော့တဲ့အတွက်ကြောင့်မို့ကြည့်ရှုတဲ့အခါမှာတော့ကြည့်စုပြီးမိတ်ဆွေရဲ့အဆုံးဖြတ်ချက်ကိုဒါအတည်ပြုပါ။ဒါဆိုရင်ဒီမှာတော့၈ရက်၉ရက်နှစ်ခုတူတယ်ပြီးရင်၄နှစ်ခုတူတယ်ပေါ့နော်။ဒီပရိတိကျွန်တော်တို့အားနေ20ထဲမှာတော့တွေ့နေရတာဖြစ်ပါတယ်။ဒါကြောင့်မို့၈၉ပရိတ်ဖြစ်မယ်ပေါ့နော်။၃ပရိတ်တင်ပြီးတော့၈၉ပရိတ်အရင်ဖြစ်ပါတယ်။ โอเคယခုပြည်ရုပ်ကိုလည်းကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့အမိတ်ဆွေတူတယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်ပြည်ရုပ်မှာလည်းဒီပရိချောင်းလုံးတွင်နီနီကိုလည်းကျွန်တော်တို့အမိတ်ဆွေများလေ့လာလို့ရအောင်ထပ်ပြီးတော့တင်ပေးသွားပါအောင်မယ်ပါနော်၃ break ကောင်းမယ်၈ခု break အရာဖြစ်ပါတယ်ခင်ဗျာ